ကျွပင်း wiring တို့ကိုတစ်ချက်ရှိုးကြည့်ပါအဲကျွန်တော်တို့တော်တော်လေးစိုးစိုးဝါလောင်ထားတွေ့ရပါတယ်အဲ့တော့ဒီမှာမေကွန်းကကျွန်တော်လာပြင်တာတော့ဟုတ်တယ်အဲနေဦးကိုဆိုင်ကမပြင်သေးနဲ့ဘူးကျွန်တော်တို့ ECU ကောင်းမကောင်းအရင်စစ်ပေးမယ်အဲ ECU မကောင်းရင်ကျွပင်းနေရကျွန်တော်တို့အခုလောလောဆယ် ECU ကလည်းလဲရမယ်တခြားကတော့ပြင်ရမယ်ဆိုတော့ကျွန်တော်မပြင်သေးတော့ဘူးအဲကျွန်တော်ပန်ရှင်တွေအတွက်ကုန်ကြအရင်များပြီးမှအဆင်ပြေမှာစုလို့ကျွန်တော် ECU ရင်စစ်မယ်ပေါ့နော်အဲ့တော့ဒီလိုလောင်ထားအတွက်ကျွန်တော်တို့အဲစဉ်းစားသုံးသက်ထားတာကတော့ ECU လည်းအချိန်ကြီးမကောင်းဘူး90ရာခိုင်နှုန်းတေးကြတယ်ပေါ့ကျွန်တော်တို့ဒါသုံးသက်ထားတဲ့အမြင်ပေါ့ဗျာ ့ဝါရင်းကအချိန်ကြီးကအလိုအလိုဖြစ်သွားတယ်နော်တော်တော်လေးစိုးစိုးဝါဒီလိုဖြစ်တာတယ်အဲပုံမှန်ကျွန်တော်တို့နော်ကျိုးလေးတပင်မှားပြီးမိခတ်မိတာနဲ့ချော့ဖြစ်သွားတာနဲ့ ECU ကလောင်တက်ပါတယ်ဒါပေမဲ့လည်းနောက်တစ်ဆင့်နဲ့ပြန်တွေးရမယ်ဆို ECU ရလည်းတခါကြရင်လည်းလွယ်လွယ်လေးမလောင်တက်ပါဘူးနော်အခုဒီမှာဆိုရင်ဒီလောက်ကျိုးလောင်ထားတဲ့အနေထား ။အရာဆိုရင်ဒီဆိုင်ငယ်မှာ ECU ကကျွန်တော်တို့မကောင်းမှုလို့ကျွန်တော်ကိုယ်တိုင်ကိုသုံးသပ်မိပါတယ်နော်။မိတ်ဆွေညီကိုတော့ဘလို့ထင်ပါလဲ။အဲ့တော့ကျွန်တော်ကတော့မပြင်းသေးတဲ့ဝင်ကျွန်တော် ECU တခြားဆစ်ဆေးပြီးမှပြင်ပါတော့။ ECU ဆန်းမို့လဲကျွန်တော်ကအလားတူဆိုင်ငယ်တစ်စီးကိုဒီ ECU ကိုကျွန်တော်ဖြုတ်ဆန်းမယ်ဆိုကျွန်တော်လှုပ်ထားပါတော့။အခုဒီမှာ ECU တော့ဖြုတ်ထားပြီ။အဲသူ့ဆိုင်ငယ်မှာကျွန်တော်ကဗီဒီယိုတက်ပြီး ECU ကိုကောင်းကောင်းဆန်းမှုဆိုတာအဲမြန်မြန်ဆန်းဆန်းဘလို့မှမဖြစ်နိုင်တဲ့အခြေအနေတွေ့ရတယ်။အဲ့တော့မိတ်ဆွေညီကိုများဒီလောက်လောက်လောင်တိုင်း ECU မကောင်းဘူးလို့မိတ်ဆွေတို့လည်းထင်မယ်လို့ထင်ပါတယ်ကျွန်တော်လည်း ECU မကောင်းဘူးလို့ထင်တာပဲအဲ့တော့ကျွန်တော်လည်းတူတူပါပဲ ဒါမဲ့လို့ထူးခြားဆိုပါပဲเนาะကျွန်တော်အခုသူ့ရဲ့ ECU ကိုအဲဒီမှာကျွန်တော်တို့ငင်လောက်ထားတဲ့အခြားတဲ့ဒိဗိန်းစည်းเนาะဒီဟာတော့ဒါယူပေါ့เนาะဒါမဲ့ကျွန်တော် ECU ကအတူတူပဲဒီမှာတော့ကျွန်တော်အဲသူ ECU နဲ့ကျွန်တော်တို့နှုတ်ထားဖြစ်ပါတယ်သူ့ရဲ့မူရင်း ECU ကိုကျွန်တော် socket ခဏဖြုတ်ထားပါတယ်အဲ့တော့ဒီမှာဒီ ECU နဲ့စံကေဟာကလောဆယ်မှာเนาะကျွန်တော်နှုတ်ထားတော့နိုင်ဝက်လောက်ရှိပြီပူရင်ဖောက်မှာဆိုတော့เนาะလောဆယ်ပြာအထူးချေချာเนาะ ECU ကဘာမှမဖြစ်ပါဘူးစတက်တွေလည်းဒါဝီအကုန်ချာခြင်းလည်းအကုန်ကောင်းပါတယ်เนาะ အဲ့တော့ညာ ECU ဆိုတာ ပုံမှန်ဒီတိုင်းနေရင်ထိုင်ရင်လည်းလွယ်လွယ်ကူကူလောင်တဲ့မျိုးတော့မဟုတ်ဘူးဒါပေမဲ့မမသည်နဲ့ဂျူဒီမရင်တော့လောင်တတ်တဲ့ပြဿနာတော့ရှိပါတယ်အဲ့တော့ဒီမှာ ECU ကလွယ်လွယ်မလောင်တတ်တော့ဘူးမိစင်ယူများတွေအတွေ့အကြုံတွေညှောက်ဝေးပေးလိုက်ခြင်းဖြစ်ပါတယ်ခုနရွာဂျူဒီရှော့တွေတကုံဖြစ်ထားပြီမဲ့လို့ ECU တွင်းကဖြစ်တာမဟုတ်ဘဲနဲ့အပြင်ကနေကျွန်တော်တို့နော်ဟွာတွေပေါ့ခုနကဖြူတွေမပါတာမျိုးတွေကျိုးတွေပူတာမျိုးတွေအပြင်ကရှော့ကြောင့်သူဟာ ECU ကလောင်မသွားဘဲနဲ့ကျွန်တော်တို့ဒါအကောင်းကြီးအတွေ့ရပါတယ် အဲ့တော့ဒီမှာဆိုရင်တော့ဝါယာကျွေးတော်တော်စိုးစိုးကလောင်ထားတွေ့ရတယ်အဲ့တော့ပြဿနာကတော့ဒီမှာသူကအဲလှုပ်ထားတာတော့ဒီမှာကျွေးနေဒီလိုရှိတယ်အဲဒီမှာလောင်တဲ့ပြဿနာရင်းမြစ်ကိုကျွန်တော်ပြပြီနော်ဒီမှာကြည့်အဲဝန်တုကဖြိုးရင်ထည့်ထားတယ်ကျိုးမြင်ကြီးတဲ့ကြည်ုံများကျွန်တော်နော်အဲကျွန်တော်တို့တိန်လုံးသုံးတဲ့မီးကျိုးရဲ့ဖြူမှာတော့ကျွန်တော်တို့ဒီလိုနှစ်ကြိုးမတော်မူတကြိုးတည်းနဲ့တုံတာအခုဒီမှာဖြူအိမ်မှာဒီလိုနှစ်ကြိုးထည့်ထားတော့ဝါယာရဲ့တနေရာရှော့ဖြစ်တာနဲ့လစ်ပြီပေါ့အဲ့တော့ဒီမှာကျိုးကကျွန်တော်ပြပြီမယ်နော်ဝါယာကျိုးကကျွန်တော်ဆိုင်ငယ်မှာပါတဲ့ဝါယာကျိုးမဟုတ်ပါဘူး အဲသူထည့်ထားရတာလေးအစ်မှာတုံးတဲ့ချီနန်ဂျူးလိုဟာမျိုးတွေအကြီးကြီးထည့်ထားဖြစ်တယ်အဲ့ဒီတွေ့ဒီဆိုင်ကကျွန်တော်တို့ဒါမလို့ပဲနဲ့ဝါဂျူးတွေလောင်သွားခြင်းဖြစ်ပါတယ်အမှန်တကယ်သူဖြူနေသူသူ့ရဲ့အဲဖြူမရှိလို့ကျွန်တော်ဂျူးအစားထိုးထည့်မယ်ဆိုရင်တော့မှဂျူးကကျွန်တော်ဆိုင်ကမှာတုံးတဲ့ဂျူးမြင်တိတိလေးပဲထည့်တင်တာဖြစ်ပါတယ်ကောင်းတာကသူဖြူနေသူဆိုင်နေသူတုံးတာအကောင်းဆုံးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့မလို့ပဲနဲ့ဂျူးကြီးထည့်တဲ့ခါမှာအခုပြဿနာကကျွန်တော်ဒီမှာနော်ဝါယာဂျူးတွေကအဲ့ဒီလိုပုံစံတိအောင်ဖြစ်သွားပါတယ်နော်အဲ့တော့တွေ့ပါပါအဲ့တော့ဒါဆိုရင်တော့ကျွန်တော်ဒီမှာ အဖြူကြီးကြီးထဲတဲ့နောက်ဆက်တွဲဆိုးကျိုးလို့ပြောရမှာဖြစ်မှာနော်ဟုတ်ကဲ့ပါမေဆွေညီကိုများတဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဖြူပြက်လို့ဖြူမရှိလို့အစားထိုးထည့်မယ်ဆိုရင်တော့ဒါစဉ်းစားစရာလေးတစ်ခုတော့ပေါ်မယ်လို့ထင်ပါတယ်ဖြူအစားထိုးကျိုးကျိုးနဲ့ထည့်လို့မရဆိုရတော့ရပါတယ်ကျိုးမြင့်ကိုကျွန်တော်ချိန်စပြီးထည့်ရပါမယ်နော်တန်းအန်ပီယာဆိုရင်တော့ဆိုင်ငယ်မှာဝိုင်းဆိုင်ငယ်မှာတုံးတဲ့ဝါယာကျိုးပဲနှစ်မြင့်သုံးမြင့်နဲ့ထည့်သင့်ပါတယ်နော်လျှက်စီမီဝါယာကျိုးတွေတချို့တော့ ဂျပန်ဂျိုးတွေအတုတ်တွေမထဲသေးပါဘူးရိုးရိုးဂျိုးအသေးလေးမြင်လေးကိုပဲနှမြင်သုံးမြင်လေးမြင်ကြအောင်ထဲခွင့်ရှိပါတယ်ဒါတော့ဖြူရဲ့30လား15လားပေါ့မူတူကြီးထဲရမှာဖြစ်ပါတယ်ဒါဆိုတော့ကျွန်တော်တို့ကဒီမှာမလို့ပဲနဲ့ဂျိုးကြီးထဲလို့ကျွန်တော်ကဂျိုးတွေလောင်သွားခြင်းဖြစ်တဲ့တော့ပိတ်စင်ကြီးကများတွေအတွေ့အကြုံဘူးတူတာရရှိရရှိစေခြင်းလို့အမြတ်ကိုပေးလိုက်ပါနော်အားလုံးပဲအတွေ့အကြုံရမယ်ဆိုတာယုံကြည်ပါတယ်အားလုံးပဲကျေးဇူးတင်ပါနော်